ဘုရားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့အခုပြောမယ့်အကြောင်းအရာတော့ဒီနေ့ညမှာကစားမယ့်ချန်ပီယံလိဂ်ပွဲလေးတွေကိုပွဲကြုံအမြင်လေးတွေပြောဖို့ဖြစ်တယ်ကျွန်တော်ကတော့အာဆင်နယ်နဲ့ဘိုင်ယန်ပွဲအကြောင်းပြောပြပြီးအခုကတော့ဂျန်နဲ့ပွဲလေးတွေကိုခြုံငုံပြီးတော့ပွဲကောင်းလေးတွေကိုပြောပြပါမယ်အရင်ဆုံးအနေနဲ့တီကိုနဲ့အင်တာဘယ်လိုအခြေအနေရှိလဲ တီကူနဲ့အင်တာရဲ့ဟတ်တူဟတ်လေးတွေအရင်ပြောမယ်ဆိုရင်တီကူနဲ့အင်တာဒီနောက်ဆုံး၅ချိန်တွေ့ဆုံလာတာဒီ2000ဟိုမှာအော်တိုဘောဖရန်ဒီမက်ကန်နဲ့တည်ရကြတာလေဟိုကနေချန်ပီယံလိကန်ထားတဲ့2024မတ်လမတ်လ14ရက်နေ့မှာတီကူနိုင်နဲ့ဖေဖော်ဝါရီ21ရက်နေ့မှာအင်တာနိုင်နဲ့ပြီးတော့အဲ2018ဩဂတ်မှာအင်တာနိုင်နဲ့ 2010 August မှာတီကိုနိုင်တယ်ပြောရမယ်ဆိုရင်အကိုဟာနှစ်ပွဲအင်တာနိုင်တယ်နှစ်ပွဲတီကိုနိုင်တယ်တရေတပွဲကြတယ်ဇယားမှာဘယ်လိုရှိနေလဲအင်တာအဆင့်3နေရာမှာရှိရယ်အင်တာဒီ4ချန်ပီယံလိမှာ4ပွဲကစား4ပွဲနိုင်နေတဲ့အသင်းတီကိုကတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံးလာတယ်ရှုံးလာတဲ့နှစ်ပွဲကအဆင့်နဲ့လီဗာပူးပဲဖော်ရပြောရမယ်ဆိုရင် တီကိုဒီနောက်ဆုံးတွေ့ထားတဲ့ငါးပွဲမှာခိုးမြူထားတယ်၃ပွဲကို၃ခုတွင်းထားပြီးတော့၂ပွဲဟာနောက်ခိုးတွင်းနဲ့တကူတွင်းနဲ့တွင်းထားတဲ့၃ပွဲလုံးဒီအင်္ဂွဲမှာ၃ခုလုံးဒီအင်္ဂွဲမှာအင်တာအင်တာဒီအဝေးကွင်းခြေစွမ်းမှာဆိုရင်အင်တာရဲ့အဝေးကွင်းခြေစွမ်းကျွန်တော်တစ်ချက်ကြည့်လိုက်မယ် entire အဝေးဝင်ခြေစွမ်းလေးက entire အဝေးဝင်ခြေစွမ်းက halus ကိုနိုင်ထားတယ်ပြီးရင် union sync colus ကိုနိုင်ထားတယ် napolio 31နဲ့ရှုံထားတယ်အဝေးဝင်မှာ roma ကိုနိုင်ထားတယ်တလောက်ပဲ inter အဝေးဝင်တိတ်မတွေ့ထားသေးဘူးအိမ်ဝင်မှာများတယ်ဒီအချိန်နေရဆိုရင်ကျွန်တော်ဒီဒီပွဲမှာ enter အရန်ကောင်းနေမှန်ပြီမဲ့ကျွန်တော်ဒီတီကိုဘက်ကိုပဲ link မှာလောက်သွားမယ်။ပါဆိုတီကိုရဲ့နောက်ဆုံး၅ဘွဲဆက်လောကမရှုံးတော့ပွဲဆိုင်နိုင်တာတဲ့၅ဘွဲဆက်မရှုံးတာတဲ့၅ဘွဲဆက်နိုင်တာတဲ့စံချိန်ကိုတီကိုဒီအချိုးပြက်ခံမှာပေါ့တဲ့ကိုဒီဘွဲတီကိုရွေးချင်တယ်။နောက်တစ်ဘွဲလီဗာပူးနဲ့ PSV လီဗာပူးနဲ့ PSV ဘွဲမှာ ဟတ်တူဟတ်တွေ့တာမှာတစ်ချိန်ပဲရှိတယ်လီဗာပူးက PSV ကိုဇန်နဝါရီလ30မှာနိုင်ထားတယ်အဲ့တော့လီဗာပူးကအခုချန်ပီယံလိမှာအဆင်30 PSV က23 23ဖြစ်တဲ့အတွက်ကို PSV ဒီဝင်နိုင်သေးတယ်အဲ့တော့ PSV ဒီရအောင်ကစားအောင်ပါပဲဒီပွဲမှာဘယ်လိုအခြေအနေတွေရှိွားနိုင်လဲပေါ့ လီဗာပူးတီနောက်ဆုံးငါးပွဲဆက်ကစားတာမှာနှစ်ပွဲပဲနိုင်ထားတယ်နိုင်ထားတဲ့နှစ်ပွဲဒီနှစ်ပွဲလုံးအိမ်ပွဲမှာရီယယ်ကိုနိုင်ထားတယ်အက်စတိုမီလာကိုနိုင်ထားတယ်၄ပွဲအိမ်ဝင်ကစားတယ်နှစ်ပွဲနိုင်ထားတယ်တစ်ပွဲအဝေးပင်ကစားတယ် PSV ဒီအဝေးပွဲမှာ၄ပွဲကစားတယ်၃ပွဲနိုင်ထားတယ်တစ်ပွဲတရေကြထားတယ် PSV က နောက်ဆုံးပွဲ၅ပွဲခဲ့တဲ့ကစားအထဲမှာလုံးဝမရှုံးတော့ဘူးလီဗာပူးဒီနောက်ဆုံး၅ပွဲဆက်ကစားအထဲမှာနှစ်ပွဲပဲနိုင်ထားတယ်ကျန်တာအကုန်ရှုံးတာတယ်အဲ့တော့လီဗာပူးကနောက်ဆုံး၅ပွဲဆက်အိုးတကူမှမတွင်ရသေးဘူး PSG ကနောက်ဆုံး၁၁ပွဲသက်သက်မရှုံးသေးဘူးအဲ့တော့လီဗာပူးဒီမောင်းအိတ် ဟွာရပြောမယ်ဆိုရင်လောင်ကြီးရပြောမယ်ဆိုရှုံးနေတာဒီနှစ်ပွဲရှိပြီဖြစ်တော့တော့ဘူးဒီပွဲလီဗာပူးအားလုံးသွားမယ်လို့ထင်နေတော့အထိုင်မဲ့ကျွန်တော်ဒီ PSV ကို double H နဲ့ PSV ကိုပဲရွေးချင်တယ်ဒီပွဲ Olympiacos နဲ့ Real Madrid Olympiacos ဒီဘာမှမရှိတော့ဘူးတက်စရာလည်းမရှိတော့ဘူး Real Madrid ဒီကြေးကြနေတာ၃ပွဲရှိပြီ Real Madrid ဒီ နောက်ဆုံးအဝေးခွင်း3ပွဲဆက်တပွဲမှမနိုင်သေးဘူးအိုလံပီယာကော့စ်ကအိမ်ခွင်းမှာ၄ပွဲကစားတယ်3ပွဲနိုင်တယ်တပွဲသေးဒီပွဲဒီအိုလံပီယာကော့စ်ကြီးရအောင်ခံကစားပါလိမ့်မယ်သူအိမ်ခွင်းမှာဖြစ်တဲ့တက်ကိုသူဒီရအောင်ခံစားရမယ်ရအောင်တတ်မှတ်ကိုခွဲယူပါမယ်လို့ကျွန်တော်မြင်တယ်နောက်ဆုံးပွဲ PSG နဲ့စပါ PSG ဒီနောက်ဆုံး ငါးပွဲကံလာမှာသုံးပွဲနိုင်တဲ့တပွဲတည်းတပွဲရှုံးစပါးကနောက်ဆုံးငါးပွဲကံလာမှာတပွဲနိုင် သုံးပွဲရှုံးတပွဲတည်း PSG ကအဆင့်ခုနှစ်မှာစပါးအဆင့်ဆက်နှစ်မှာ PSG နဲ့စပါးနဲ့တွဲဆုံထားတာမှာဆိုရင်နှစ်ပွဲလုံးဂိုးမြူထားတယ်ဒီပွဲလည်းဂိုးမြူမယ်လို့မြင်တယ် ဒါပေမဲ့ကျွန်တော်ကတော့ PSG ကိုပို့ပြီးတော့အားသာတယ်ဘာလို့လဲဆိုတော့ PSG ရဲ့စွမ်းအင်ကအခုလောတဲ့အထိမကြပါဘူးစပါတီနောက်ဆုံးကစားတဲ့အာရင်းရဲ့ပွဲမှာဆိုတော်တော်အချိန်ကြီးဆိုလာတယ်ပြီးတော့ကျွန်တော်ဒီဒီဘက်ကိုလည်း PSG ကိုလည်းယူခြင်းပါဒါတော့ပါပဲကျေးဇူးများလိုက်တယ်ပါ